လွမ်းစရာရှိရင်နားစရာနဲ့ဖြည့်တဲ့လွမ်းစရာဟောပဲတွေ့တွေ့နားစရာဟောပဲတွေ့တွေ့နှစ်ခုစလုံးကတတိယတာပဲမဟုတ်ဘူးလားနှွေရလဲနှွေပီးတာတယ်ပန်းတွေကိုကြွေစီတယ်အလွမ်းတွေကိုဝေးစီတယ်မင်းရလဲမင်းပီးတာတယ်ကို့ကိုပဲချစ်တယ်ကို့ကိုပဲပြစ်တယ်ဒီတော့ကိုကလဲကို့ပီးတာပြကျင်တယ်နှွေကိုလဲချစ်မယ်မင်းကိုလဲချစ်မယ်အလွမ်းတွေနဲ့ဒီတန်တရာအဆုံးပေါ့ အချစ်ကိုကန့်သက်ထားရတာလားဘဝမှာပြင်းမဲတာမရှိဘူးလူတယောက်ကိုချစ်တယ်လို့ခံစားလိုက်ရရင်သူ့ကိုကိုယ်ကြောင့်ပျော်နေစေခြင်းမီအချစ်လို့ကိုယ်စိတ်ထဲထင်လာပြီဆိုပဲအဲ့ဒါအချစ်ပဲစီးရီပောင်းနေဖြစ်တဲ့နာရီမထိုက်တာတွေကလူတွေကကန့်သက်နေတာအဲ့ဒါတွေကလူတွေကိုပူလောင်စေတာချစ်သူကိုချစ်ကြောင်းပြောလို့ပြစ်ဖြစ်မဲဆိုရင်အဲ့ရဲ့ပြစ်ကိုကြည်ကြည်နဲ့နဲ့ကြီးကိုခံယူပါမယ် စင်နဲ့ပတ်သက်ရင်တော့ကိုကအဲ့လိုတစ်ဖက်ကန်းကိုခတ်ပါတယ်ယူယူမိုက်မိုက်ပေါ့အစင်ပြည့်ရလားလို့ဒုတိယကလေးမေးရင်တောင်ကျွန်တော်ကပွဲချင်းပြီးသိရမယ့်ကောင်မအကြော်ရင်းနဲ့စစ်ခင်းခဲ့တဲ့ဒီပွဲမှာကျွန်တော်တို့နှစ်အောင်လုံးတန်ရာရင်းနဲ့အိမ်ပြန်ခဲ့ရပါတယ်လိုက်ရှာမဲ့သူမရှိတဲ့ဘွားကြီးထဲမှာပုံနေရတာဟာလေအထိတ်ပဲမေ့ပါတယ် အချင်းချင်းခါကညင်းပယ်ခံခဲ့ရတဲ့မိမရဲ့ပါဒီတစ်ချိန်တော့မျက်ရည်တွေနဲ့လှည့်ထွက်လာခဲ့ပါတယ်စစ်တဲ့သူအတွက်ကျမဘောမှာရှင်ကိုအမုံဆုံးလို့ပြောနိုင်ဖို့ရှင်တွေကချစ်ချင်းမြတ်တာတွေစတေးခဲ့ရတယ်ဆိုတာရှင်သိလားအဲ့နေမှာတချို့ကချစ်တယ်ဆိုပြီးဘဝတစ်ခုကိုနင်းလိုက်မယ်တချို့ကတော့ချစ်တယ်ဆိုပြီးဘဝတစ်ခုကိုပေးလိုက်မယ် ချစ်ချင်းမြတာဆိုတာစစ်နေသူအချင်းချင်းပဲဖြစ်ဖြစ်ဝဝခံစားလို့ရတာတဲ့တကယ်ကကိုမိသွားတာပါကိုကအရင်လူဆိုတာသူစကလုံးတစ်လုံးချင်းစီတိုင်းကိုကကပြားတစ်ပုတ်စီဖန်တီးရယ်သူဒုက္ခလို့မှတ်ယူထားသမျှအရာတွေကိုကနှိမ့်ပန်လို့မြင်တယ်ကိုကလာရင် तू ကပြန်နေကိုကငိုရင် तू ကပြုံးနေကိုကရီတော့ तू ကငိုပြန်နေတရရက်က ကိုရောဘယ်လမ်းမှာလွဲခဲ့လဲမင်းဖြေးစရာတစ်ခုပဲရှိပါတယ်။ကိုရောကတန်တရာအစမှာကလေးကဖြေးစက်မပါခဲ့တာပါလို့မင်းကပင်လယ်ပြင်ကြီးနဲ့တူတယ်။ငါမမင်းရဲ့ရင်ခွင်ပြင်ကြီးတဲ့တစ်ခါတလေလွတ်မြောက်ဖို့ကူးခဲ့ရတယ်။တစ်ခါတလေလဲစိတ်ပါလက်ပါငါကိုယ်တိုင်နစ်မြုပ်ခဲ့တယ်။အစာလည်းမသိဘူးအဆုံးလည်းမရှိဘူး။ဟုတ်တယ်။ငါကူးခတ်နေတဲ့ပင်လယ်ပြင်ကြီးဟာမင်းမယ်။ ကိုမင်းကိုဘလောက်ချစ်တယ်ဆိုတာသိနာတဲ့တနေ့ထိမင်းနောင်နာရင်းနဲ့မရှင်းတန်ရစီဘူးကိုရှိနေခြင်းသေးတယ်မြေရတာလည်းသိတယ်မသိကြတာလည်းသိပါတယ်အာမသိတာမင်းထားသွားမယ်ဆိုတာလွမ်းစရာရှိရင်နားစရာနဲ့ဖြည့်ရတဲ့လွမ်းစရာဘယ်တွေ့တွေ့နားစရာဘယ်တွေ့တွေ့နှစ်ခုစလုံးကတတိယရတာပဲမဟုတ်ဘူးလားစစ်တဲ့သူကိုမနှောက်ယှက်ခြင်းဖြင့် ကိုမြေတားနဲ့ကိုသိခါရှိရှိဆွေးပါရယ်ချစ်လားလို့လည်းမမေးတော့ပြစ်ထားလို့လည်းမဆွေးတော့ကြိုက်ရလန်းကိုရွေပြီးပြေးထွက်သွားပါတော့ကိုနေခဲ့ပါတော့မယ်အသားနာသွားတာမဟုတ်ပဲအသေးနာသွားတာမဟုတ်ငိုလည်းမငိုကျွန်တော်လိုလည်းမလိုကျွန်တော်ကြားပြောက်သွားတာမဟုတ်ပါဘူးမလိုအပ်တော့ဘူးထင်လို့အစားဖြောက်သွားတာပါတကယ်ဆိုမင်းထားခဲ့တာမဟုတ်ပဲကိုနေခဲ့တာပါ ။တက်ရှိလေးနေရပေါင်းဖက်နိုင်ဖို့များတလတော်ခက်ခဲရလားလောကကြီးရဲ့။တတိယစိတ်တွေကိုချက်မသိတတ်တော့ကိုညရီမှာအိပ်မြတာပဲအဖက်တင်ခဲ့တယ်။